ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ TripDocon application ရဲ့ကောင်းတဲ့အချက်တွေသူ့ရဲ့အသုံးဝင်ပုံတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ရှင် TripDocon application မှာဆိုလို့ရှိရင် hotel booking တွေ flight ticket တွေ train ticket တွေအပျော်စီးသင်္ဘောတွေ car rental service တွေအားမစားတနေရာထဲမှာ reserve လုပ်လို့ရတဲ့ travel platform တစ်ခုဖြစ်ပါတယ် TripDocon ကိုအများဆုံးသုံးကြတာကတော့ flight booking ဖြစ်ပါတယ်အရင်ဗီဒီယိုမှာတော့ link လက်မှတ်ဝင်ပြီးပြပေးပြီဆိုတော့ဒီနေ့ကတော့ hotel booking လုပ်နည်းကို internet အတူတူလိုက်ကြည့်လိုက်ရအောင်အရင်ဆုံး application နဲ့ကိုဝင်လိုက်ပါ ဒီဟာ trip.com app ရဲ့ main page ဖြစ်ပြီးတော့အပေါ်မှာ search bar တစ်ခုရှိပါတယ်။အဲ့ဒီမှာ flight, hotel, train, car rental စတဲ့ service တွေကိုရွေးနိုင်ပါတယ်။အဲ့ဒီအောက်မှာ promotion တွေ, special deals တွေ, top destination တွေလည်းပြပေးထားတာဖြစ်တဲ့အတွက်အသုံးပြုရအောင်ရန်ကိုရှင်းပြလွယ်ကူပါတယ်။အပေါ်ဆုံးမှာရှိတဲ့ hotel ကိုနှိပ်ပြီးတော့ကိုသွားချင်တဲ့နေရာကို search bar မှာရှာကြည့်ပါမယ်။ဥပမာအနေနဲ့ BNN ရဲ့ Ho Chi Minh မြို့မှာရှာကြည့်ကြမယ်။ကို check in check out လုပ်မယ့် date တွေကိုရွေးလိုက်ပါ။ ပြီးရင်အောက်မှာကိုငှားမဲ့အခန်းရေအတွက်ရေလူရေအတွက်ရေကိုဖြည့်လိုက်ပါ Trip.com မှာလည်းအကူဒါလိုပဲ filter အများကြီးရှိပါတယ် free cancellation တွေ breakfast included တွေ pay at hotel စတဲ့ option တွေလည်းအများကြီးရှိပါတယ်အဲ့ဒီလိုပုံစံနဲ့ကိုနေခြင်းတဲ့နေရာကိုစိတ်ကြိုက်ရွေးလို့ရပါတယ်ဈေးနှုန်းကိုလည်းကိုဘလောက်ကနေဘလောက်ပမာဏအထိတုံးကျင်နေဆိုတဲ့ပုံမှာမူတည်ပြီးတော့ရွေးလို့ရပါတယ်။ Star rating ဘလောက်ရှိတယ်ဆိုတဲ့ဟာတွေပါရွေးချင်ရွေးလို့ရပါသေးတယ်။ show reset ကိုနှိပ်ပြီး search bar ကိုနှိပ်လိုက်လို့ရှင်ကိုရွေးထားတဲ့ဈေးနဲ့အချက်အလက်တွေတိုင်းဟိုတယ်တွေအများကြီးကြာလာပါလိမ့်မယ်။အပေါ်ဆုံးက85ရာခိုင်နှုန်း discount ချထားတဲ့ဟိုတယ်တစ်ခုကိုဝင်ကြည့်လိုက်ပါမယ်။အဲ့ဒီမှာဆိုလို့ရှိရင် rating တွေ price တွေ location တွေကိုတခါတည်းပြပေးထားတာမို့လို့အသေးစိတ်ကြည့်လို့ရပါတယ်။အရေးကြီးတဲ့အချက်က location တွေကိုတိတိကျကျကြည့်ဖို့နဲ့ review တွေကိုတိတိကျကျဖတ်ဖို့ပါ။မလောဘဲနဲ့ကိုယ်စိတ်ကြိုက်အေးအေးဆေးဆေးရှာပြီးမှသာ booking လုပ်ဖို့အကြံပေးခြင်းပါတယ်။ ဘာလို့လဲဆိုလို့ရှင်လော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 နဲ့တေချာမကြည့်ဘဲနဲ့ငှားလိုက်လို့ရှင် location မကောင်းတာ service မကောင်းတာ hotel မတန်တာမျိုးတွေဖြစ်တယ်လို့ပါ booking လုပ်ဖို့အတွက်အောက်မှာရှိတဲ့ slot room ဆိုတာလေးကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှင်အခုလိုမျိုး screen လေးပေါ်လာပါလိမ့်မယ်အောက်ကိုဆဲလိုက်လို့ရှင် elevator နဲ့နီးရလာဝေးရလာရွေးပြီးတော့ promotion code ရှိရင် promotion code ထည့်ပြီးလို့ရှင် book ကိုနှိပ်လိုက်ပါအဲ့ဒီမှာ debit card, credit card, gift card တွေနဲ့ငွေချေလို့ရပါတယ်။ပေးနာကိုနှိပ်လိုက်လို့ရှင် hotel booking ပြီးသွားပါပြီရှင်။ ပိုကင်လုတ်ပြီးသွားပြီဆိုလို့ရှိရင် အောက်ဆုံးညာဘက်တောင်မှာရှိတဲ့အကောင့်ဆိုတာလေးကိုနှိမ့်လိုက်လို့ရှိရင် all booking ဆိုပြီးပေါ်လာပါလိမ့်မယ်။အဲ့ဒီ all booking ထဲမှာကိုပိုကင်လုတ်ထားတဲ့ flight, hotel, train အကုန်ပြန်ကြည့်လို့ရပါတယ်။ QR code နဲ့ ticket confirm letter တွေကိုလည်းအဲ့ဒီထဲမှာ download လုပ်ယူလို့ရပါတယ်။အဲ့ဒါကြောင့်မို့လေးစိတ်သွမဟုတ် hotel မှာ booking ကိုပြဖို့အရန်ကိုလွယ်ကူပါတယ်။ CryptoGo မှာအကောင့်နဲ့အချက်က promotion system မှာကိုယ့်ရဲ့ homepage ပေါ်မှာ coupon code တွေ flash sale တွေ member price တွေဆိုပြီးတော့ပုံနေတတ်ပါတယ်။ကို booking လုပ်တိုင်း trip coin ဆိုတဲ့ points တွေလည်းရတတ်ပါတယ်။ trip coin ကိုသုံးပြီးတော့နောက်တစ်ချိန် booking လုပ်တဲ့အချိန်မှာ discount အနေနဲ့လည်းသုံးလို့ရပါတယ်။အဲ့ဒီလိုအမြဲတမ်း cashback တွေရနေရကြအောင်လို့အမြဲတမ်းသုံးနေရတဲ့သူတွေအတွက်ဆိုလို့ရှိရင်တကယ်ကိုကျိုးရှိပါတယ်။ဒီကုန်းချွေးရမယ်ဆိုလို့ရှိရင် crypto coin ရဲ့ကောင်းတဲ့အချက်တွေကတော့ flight hotel car rental service တွေ train ticket တွေကိုတနေရာထဲမှာလုပ်လို့ရတယ် trip coin နဲ့ discount လက်ခံပေးတယ် promotion coupon code တွေအများကြီးရှိတယ် in customer support လေးမြန်တယ်။နိုင်ငံ like currency နဲ့ language ကိုချိန်လို့ရတာဖြစ်တဲ့အတွက်တနေရာထဲမှာအကုန်လုံးသုံးလို့ရတဲ့ all in one app တစ်ခုဖြစ်ပါတယ်။ဒီ video ကအားလုံးအတွက်အသုံးဝင်မယ်လို့မျှော်လင့်မိပါတယ်။အခုကြည့်နေတဲ့သူတွေရော TikTok ကိုသုံးပကြလားမသိဘူး။သုံးလို့ရှင်ကိုယ့်ရဲ့အတွေ့အကြုံလေးတွေကို comment မှာပြောင်းဝေပေးသွားအောင်နော်။နောက် video မှာလည်း Japan, Korea, Europe စတဲ့နိုင်ငံတွေမှာ train ticket ဖြစ်နေတဲ့ current day service အကြောင်းကိုတင်ပေးသွားဖို့ရှိတာမို့လို့ like and share လုပ်ပေးသွားဖို့မမေ့ပါနဲ့နော်။အားလုံးပဲအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။